ားလုံးမင်္ဂလာပါရှင် VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စာပါဒီကနေ့ဂျွန်လ26ရက်မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့မနက်ပိုင်းနားဆင်ရမယ့်သတင်းတွေကတော့ကျောင်းတောက်ခေါင်းဆောင်ဆလိုက်တင်မောင်ဦးရဲ့စစ်ဖက်နဲ့အောက်ဒူးမထောက်သောရေရင်စိတ်တက်ကိုဇွဲကင်ပြီးစစ်အာဏာရှင်စနစ်ကိုဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့အရှုတ်ချင်းကကွေရတဲ့ ACDF ကပြောပါတယ် ချင်းပြည်မြောက်ပိုင်းဒီဒိတ်မျိုးနဲ့ recorder မျိုးကိုဆက်သွေတဲ့အနေဆက်ကုန်သွေးရလာမကြီးကို စစ်ကောင်စီကမြေထိုးဆက် JCB နဲ့ရင်းနဲ့ဖျက်ဆီးလိုက်ပါတယ်။စကိုင်းတိုင်းကလေးမျိုးမှာကြောင်းတက်နေကြရင်ပျောက်ဆုံးသွားတဲ့ကြောင်းသား6ဦးကိုတပတ်ကြာတဲ့အချိန်ပြန်မတွေ့သေးဘူးဆိုတော့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ကြာသာခေါဆောင်ဆလိုင်းတင်မောင်ဦးရဲ့စစ်ဖက်နှောက်ဒူးမချောက်သောရေရင်ဆက်တပ်ကိုဆွေးကင်ပြီးစစ်အနာရှင်စနစ်ကိုဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့အရှုချင်းကာကွယ်ရေးတပ် ACDF ကပြောပါရယ်ဒီကနေ့ဂျွန်လ26ရက်နေ့ဟာချင်းတိုင်းရင်းသားကြောင်းသားခေါဆောင်ဆလိုင်းတင်မောင်ဦးကိုစစ်အနာရှင်တွေကအင်းစိတ်ထောက်မှာတိတ်ဆိတ်ကျိုးပေးကွပ်မြတ်ခဲ့တဲ့49နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်ဆလိုင်းတင်မောင်ဦးဟာကြောင်းသားအိမ်မကအရှု ပတ်သူရေကောင်းဖြစ်ပြီးစစ်အာဏာရှင်ကိုတွန်းလှန်ရမှာခံယူချက်ပြင်ပြတဲ့ slide 1မှာဦးရဲ့စိတ်ဓာတ်ဟာစံပြဖွယ်တဲ့ဖြစ်တယ်လို့ ACDF ကပြောပါတယ်။အရှုချင်းကကိုရဲ့တက် ACDF အနေနဲ့စစ်အာဏာရှင်ကိုတွန်းလှန်ရမှာအနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ရဲရင်သောစိတ်ဓာတ်စစ်ဖနအောက်ဒူးမထောက်သောစိတ်ဓာတ်တို့ဖြင့်ဆက်လက်တိတ်ပွေးဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဆလိုက်တင်မအိုးဟာ1969ခုနှစ်ဂျွန်းဆွေအရေးခင် 1982ခုနှစ်အလုတ်သမားအရေးခင်1984ခုနှစ်ဦးသက်အရေးခင်တွေမှာကျောင်းသားခေါင်းဆောင်တယောက်အနေနဲ့ရှိဆုံးကနေတက်တက်ကြွကြွဦးဆောင်ခဲ့သူဖြစ်ပါတယ်။တခင်ကိုရောမှန်းရဲ့အသက်တရာပြည့်မှန်းရပြည့်အရေးခင်ဖြစ်မြောက်ရေးဦးဆောင်ကျပနေစဉ်1986ခုနှစ်မလ19ရက်နေ့မှာအဖမ်းခံရပြီးဒေါ်လာ26ရက်နေ့မှာအင်းစိန်ချာမှာတိတ်တဆိတ်ကျုပ်ကမျက်ခံရတာဖြစ်ပါတယ်။ စလိုင်းတင်မဦးဟာကျူးစင်ပုံမတက်ခင်မှာမင်းတို့ငါခန္ဓာကိုယ်သာတက်လို့ရမယ်ငါရဲ့ခံယူချက်နဲ့ယက်တီချက်ကိုတော့ဘယ်တော့မှတက်လို့ရမှာမဟုတ်ဘူးမင်းတို့စစ်ဖက်နဲ့အောင်မှာငါဘယ်တော့မှဒုမထောင်နိုင်ဘူးဆိုပြီးရေးရတော့ပြောဆိုကစစ်အာဏာရှင်စနစ်ကို နောက်ဆုံးထက်သက်အထိဆက်ကျင်တွန်းလှန်ခဲ့သူဖြစ်ပါတယ်ချင်းပြည်မြောက်ပိုင်းဒီဒေမျိုးနဲ့ရီကော်ဒါမျိုးကိုဆက်သွဲတဲ့နေဆက်ကုံသွေးရေးလမ်းမကြီးကိုစစ်ကောင်စီတပ်ဖွဲ့က ညှိထိုးဆက်ချစ်စီပြီးဖြင့်ယနေ့ဖြစ်စီလိုက်တယ်လို့သိရပါတယ်။တိတိမျိုးအခြေစိုက်ခလာယာ269တရင်ကစစ်ကောင်စစ်တပ်ဖွဲ့တွေဟာယနေ့ဂျွန်လ26ရက်နေ့မှာတိတိမျိုးအထက်တိတိနဲ့ဇမ်ရမ်ပြာချာတက်စီဆိုင်နာမှာချစ်စီပြီးညှိထိုးဆက်ကြီးနဲ့ကာလမ်ကိုဖြစ်စီခဲ့တာလို့သိရပါတယ်။ဂျီလမကြီးဟာတိတိမျိုးကနေအိန္ဒိယမြန်မာနယ်စပ်ကုန်းသွေးရေးစခန်းအခြေဆက်ရာရီကော်ဒါမျိုးကိုဆက်သွေးရာမှာအတိအကအသုံးပြုနေကြတဲ့နာမကြီးဖြစ်ပါတယ်။ စစ်ကောင်စီကမြေထိုးဆက်ကြီးတွေနဲ့ကားလမ်းကိုဖျက်ဆီးလိုက်တာကြောင့်ယင်ကြီးယင်ငယ်တွေသွာလာလို့မရတော့ဘူးလို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ10ရက်နေ့ကလည်းဒီဒိန်ရီနေဆက်ကုန်သွယ်ရေးလမ်းမပေါ်ကမနစ်ပူရာမြစ်ကိုမန်ဆောင်းတရာကိုစစ်ကောင်စီတပ်ကဖောက်ခွဲဖြစ်စီခဲ့ပါတယ်။ စကားနိုင်ကလေးမျိုးမှာចောင်းတက်ကြရင်ပျောက်ဆုံးသွားတဲ့ចောင်းသား6ဦးဟာတပတ်ကြာထိရှောက်ဖွေပေမဲ့ပြန်မတွေ့သေးပဲပိတာစုဝင်တွေကစိုးရိမ်နေကြပါတယ်။ចောင်းသားတွေဟာပြီးခဲ့တဲ့ဇွန်လ19ရက်မနက်မှာကလေးမျိုးအာထကရှိចောင်းကိုចောက်တက်ဖို့အိမ်ကနေထွက်သွားကြပေမဲ့ចောင်းကိုလည်းမရောက်ကြသလိုနေအိမ်ကိုလည်းပြန်ရောက်မလာကြပဲပျောက်ဆုံးခဲ့ကြတာဖြစ်ပါတယ်။ ရောက်ဆုံးသွားတဲ့ကျောင်းသားတွေဟာအသက်27နှစ်အရွယ်မောင်အောင်မြင့်နိုင်အသက်18နှစ်အရွယ်မောင်ကောင်းမြင့်နိုင်အသက်18နှစ်အရွယ်မောင်မဟုံအသက်15နှစ်အရွယ်မောင်ကျော်စင်ဖြိုးအသက်15နှစ်အရွယ်မောင်စိုးသူလီနဲ့အသက်14နှစ်အရွယ်မောင်ဘွေချွန်ချော့တို့ဖြစ်ပါတယ်။မိသားစုဝင်တွေကလိုက်လံရှာဖွေကြပေမဲ့ယနေ့ချိန်ထိရှာမတွေ့ကြသေးဘူးလို့သိရပါတယ်။ကလေးမျိုးမှာစစ်ကောင်စီတပ်ဖွဲ့ဟာ ။ဤစည်းကားတွေနဲ့ရက်ွက်တွင်ခေလေပြီးလူငယ်တွေကိုလိုက်လံဖမ်းဆီးမှုတွေရှိနေကြလာကြောင်းအစိုးရကျောင်းသား6ဦးမှလည်းစစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးသွားခြင်းဖြစ်နိုင်တယ်လို့ဒေသခံတချို့ကယူဆနေကြပါဗျ။စစ်ကောင်စီထံစစ်စစ်မဲ့လက်နက်3ပုံ2ပုံစာကိုနိုင်ငံတကာငွေကြေးလမ်းကြောင်းကနေတဆင့်ချက်တော့ထားနိုင်ပြီလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်မစ္စတာ Tom Andrew ကပြောပါဗျ။ ကုလသမဂ္ဂရုံးဆက်ရာဂျနီဗာမြို့မှာမနေ့ကျွန်လ25ရက်ကပြုလုပ်တဲ့59ကြိမ်မြောက်လူခွင့်ရေးကောင်စီအစည်းအဝေးမှာမစ္စတာထွန်အန်ဒရူးကသတင်းစိုးတွေကြားကသတင်းကောင်းတစ်ခုဆိုပြီးထည့်တင်ပြောဆိုခဲ့တာလို့ BBC ကဖော်ပြပါတယ်။မြန်မာစစ်တပ်ထံလက်နက်စစ်ဆေးမှုဖျက်တောက်ခြင်းနဲ့ကုဆေရခိုင်နှုန်းကို စင်ကာပူတနင်္ဂနွေကနေဆောင်ရွက်ပေးခဲ့တာလို့ဆိုပါတယ်။ထိုင်းရဲ့ဘန်ကောက်ဘဏ်ကလည်း စစ်ကောင်စီရဲ့မြန်မာစစ်ပွဲရေးပန်းနဲ့ငွေကြေးဆိုင်ရာချိတ်ဆက်ဆောင်ရွက်ဒါတွေကိုရပ်နားခဲ့တာကြောင့်အခုလိုလက်နက်စစ်စစ်မှုရော့ချနိုင်ခဲ့တာလို့သူကထောက်ပြပါတယ်တပတ်မှာတော့မြန်မာလူခွင့်ရေးအကူအညီပေးရေးအတွက်ရန်ပုံငွေလိုအပ်နေပြီးစနစ်ရခိုင်သောကအကူအညီရရှိနေတယ်လို့သိရပါတယ်။တဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရာထူးရယူပြီးတဲ့နောက်နိုင်ငံတကာကူညီမှုတွေကိုဖျက်ချောက်ဖျက်ရာကနေ တက်ရောက်မှုရှိလာတာဖြစ်ပြီး2024မှာ30ရာခိုင်နှုန်းအထိရရှိခဲ့ပေမဲ့2025မှာတော့900ခိုင်နှုန်းသာကျန်ရှိတော့တယ်လို့ထောက်ပြပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက် စစ်အာဏာသိမ်းချိန်ကနေ2025ခုနှစ်ဧပြီ30ရက်ထိလင်းနှစ်ကျော်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီကြောင့်လူငယ်2382ဦးသေဆုံးပြီးအဲ့ဒီထဲမှာစကိုင်းတိုင်းကသေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့အမျိုးသားငယ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကြောင့်2022ခုနှစ်ဖေဖော်ဝါရီလတရက်ကနေ2025ခုနှစ်ဧပြီလ 30ရက်အထိနေနှစ်ကျော်အတွင်းပြည်သူ6489ဦးသေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာလူငယ်2382ဦးပါဝင်တာဖြစ်တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။လူငယ်သေဆုံးမှုကိုနှစ်လိုက်ကြည့်မယ်ဆိုရင်2021ခုနှစ်မှာ683ဦး2022ခုနှစ်မှာ426ဦး2023ခုနှစ်မှာ989ဦး2024ခုနှစ်မှာ956ဦးနဲ့2025ခုနှစ်ရဲ့လေးလတာအတွင်းမှာ 139ခုအထိတည်ဆုံခဲ့တာလို့ဖော်ပြပါဗျ။ဒိုင်းနယ်ပြည်နယ်လိုက်တိုက်စုံမှုမှာစကိုင်းတိုင်းကတိုက်စုံမှုအများဆုံးဖြစ်ပြီးဒုတိယမှာမန္တလေးတိုင်းတတိယမှာရခိုင်နဲ့စတုတ္ထမှာရန်ကုန်တိုင်းတို့ဖြစ်ပါတယ်။လူငယ်တိုက်စုံမှုတွေထဲမှာယောက်ျားလေးတိုက်စုံမှုက88.1ရခိုင်ကုန်၊မိန်းကလေးတိုက်စုံမှုက27.5ရခိုင်ကုန်နဲ့ကြားမမဖော်ပြနိုင်ပဲတိုက်စုံမှုက300.4ရခိုင်ကုန်ဖြစ်တယ်လို့ဝန်ကြီးဌာနဆက်ရင်းတွေကသိရပါတယ်။ တအောင်တက်တီအန်လီတင်ပိုက်ထားတဲ့မူကုပ်မြို့အုံကန်ရက်ွက်ကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့်ပေါင်း250ဘုံးတလုံးလာရောက်ချေချတိုက်ခိုက်တာကြောင့်ကလေးငယ်တအူအပါဝင်အယက်သားပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ TNL ကထုတ်ပြန်ပါတယ်။ဖြစ်စဉ်မှာမနေ့က7နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာဖြင့်ဘုံးကျည်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအိမ်၅လုံးနဲ့ဘုံးကျည်ကျောင်းတစ်ကျောင်းချိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မိုးကုံမြို့ကိုပြီးခဲ့တဲ့10 29စစ်စင်ရဲ့ဒုတိယလှိုင်း2024ခုနှစ်ဇူလိုင်လထဲမှာတအောင်အမျိုးသားလွမြောက်ရေးတပ်မတော် TNL နဲ့အတူမန္တလေး PDF မိုးကုံမြို့ဟာစတဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိမှာ TNL ကမြို့အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတာဖြစ်ပါတယ်။အလားတူယမနိယာနေပိုင်းကလည်း TNL တင်ပိတ်ထားတဲ့ကြောက်မဲမြို့ကိုလည်းစစ်ကောင်စီကဂျက်ဖိုက်တာဖြင့်ပေါင်900ပုံနှလုံးလာရောက်ခြေချတိုက်ခိုက်မှုကြောင့်ဂီတူလူထုလေးဦးတေဆုံးခဲ့ပြီးကလေးငယ်2ဦးအပါအဝင်14ဦးထိခိုက်ဒဏ်ရာရရှိသလိုနေအိမ်49လုံးနဲ့စောတင်ကျောင်း2ကျောင်းထိမှန်ဖြစ်စီခဲ့ပါတယ်။ BOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။